။ဘာလို့ဆိုတော့ဆေးအုပ်စုကလူပေါ်တယ်ဗျ။အဲပို့ဒါကောက်ဆွဲလို့ရတယ်။ပြီးရင်သူ့မှာလက်နက်ခဲရန်ဒီပညာပူစရာမလိုတဲ့နေသားတခုမှာကျွန်တော်တို့စီးလုံးမှုမရှိရင်တော့ဘလို့မှမဖြစ်နိုင်ဘူးလို့။လက်ရှိတော့တဲ့နေသားမှာညူစီးစီးလုံးမှုအင်အားနဲ့ပြန်ပြီးတော့ခုခံနေတယ်။အဲဒါခုခံနေတဲ့ချိန်မှာထိကိုက်မှုကြာဆုံးမှုဘေးဆက်မှုတွေများစွာရှိလိမ့်မယ်ဗျ။အဲဒါပေမဲ့တံမြန်ထိုးစစ်မှာဒီဒီချိန်တံမြန်ထိုးစစ်မှာတော်လည်းရအဆုံးဖြတ်တစ်ခုအနေထားတော့ထိထိုးစစ်ဆင်နိုင်မှုညီတို့အကျိုးသားနေတယ်ဒါကိုကိုကြီးဝင်ဆိုရင်တော့တီးပီးသားဖြစ်လိမ့်မယ်ပေါ့နော်ညီတို့တို့ချုပ်စည်းဝေးတွေမှာဒါကိုကြီးဝင်ရတာအကြီးပိုင်းနေတယ်ညီတို့တွေပေါ့နော်ဖိတ်ခေါ်တာရှိတယ်တော့တီးပီးသားဖြစ်လိမ့်မယ်သူတို့ကျင်းတဲ့တော်ရရ ီလိုသွေးအင်းတော့အကောင်းဆုံးကြိုးစားနေတယ်စီလုံးမှုတွေနဲ့သွားမယ်ပြန်မလို့အဲ့တော့မှကျွန်တော်တို့စစ်လို့ပြီးထိုးလိမ့်မယ်ဟိုကနေမတည့်ဘူးနဲ့မတည့်ဘူးတကယ်တော့သူတို့ကလည်းဒါပြည်သူတွေကမှကျွန်တော်တို့နဲ့ပြည်သူနဲ့ရန်တိုက်နေတယ်ပြန်မလို့အဓိကအဲ့ရန်တိုက်နေဖြစ်တဲ့တော့ကျွန်တော်တို့ဘက်ကလည်းဒါတွေကမှကျွန်တော်စီလုံးနဲ့ကျွန်တော်တို့လုပ်ပြတယ်ကျွန်တော်တို့တိုင်းနေပူပူတဲ့ပြီးလှုပ်ဆောင်တယ်ကျွန်တော်တို့ဟိုအခြားတီးတီးအဖွဲ့စည်းတွေပေါ့အကုန်လုံးကျွန်တော်ပူပူတဲ့ပြီးလှုပ်ဆောင်ကြရတယ်ပေါ့နောက်လည်းဒါမျိုးဆက်လုပ်သွားဖို့လည်းကျွန်တော်တို့မှအများကြီးရှိတယ်ကျွန်တော်ဒီပကပပီဒီရတယ်မဟုတ်ဘူးကျွန်တော်ဒီတခြားတခြားသောတိုင်းသားဟိုဟာ AA တို့ KIA တို့ KNU နဲ့တွဲပြီးတော့ကျွန်တော်တိုက်ဖို့လည်းဟိုကျွန်တော်အများကြီးချိုးပန်းကြရပေါ့နော်ကျွန်တော်လည်းအခုဒါကျွန်တော်ပကပဖာဒီလည်းပကပဖာကမ္ဘူခံပကပဖာအနေနဲ့ ကျွန်တော်တို့ကျွန်တော်တို့ဒါအေးအေးမှာကျွန်တော်တို့အမ်းမှာအမ်းမျိုးတဲ့တိုင်မှာကျွန်တော်တို့ပကပါတီပါတယ်ပေါ့ဒါလည်းညီတို့ကမြင့်ကြံနေမဟုတ်ဘူးဗျဒါတဏ္ဍာရီကံလုံးအထိညီတို့သွားမှာဖြစ်တယ်ဘယ်လိုပြောမလဲညီတို့ကအညာတက်ဆိုပေမဲ့ညီတို့ဒီဘောနောအညာမရင်တိုက်နေလို့မရဘူးဗျအခုလက်ရှိမှာဆိုရင်ညီတို့တက်ရဲ့ဘောနောဘူဝါရရဘယ်နေရာမှဆိုညီတို့ကတိုက်သွားမှာဖြစ်တယ်တိုင်းသားပဲလားချမယ်လားကောင်းတဲ့ဒေသလားချမယ်မြေပြန်လားချမယ်သခိုင်းလားတုံမှာပဲမကွေးလားဆော်မှာပဲမန္တလေးလားကျုံးမှာညီတို့ကအဲ့တော့ကျွန်တော်ဒီနေ့ဒီချိန်မှာဒီလူတွေကမဆုံးရအောင်အကြောင်းမရှိဘူးဗျ မဆုံးတရားအကြောင်းမရှိဘူးဒီလိုစုံမယ်ကျုံးမယ်ဒီလိုတုံးမယ်တရားနဲ့တရားမရှိတာတွေရှိတာတွေပေးပေးလိုက်လူလူဖေးပါပြီးတော့လက်တွေ့သွားရင်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဗျမဖြစ်နိုင်ဘူးဆိုတဲ့အရာမဖြစ်သေးတာပဲရှိတာပါတကယ်တမ်းတော့မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကိုကိုယ်တိုင်အဓိကကြိုးစားဖို့ပဲလိုတယ်ကျွန်တော်တို့ကတော့အရှင်တော်ကဗျာလက်ပြုံးလေးနဲ့ပြစ်လိုက်မန်လေးဆိုလိုက်ထွက်ပြရတယ်ဘဝကနေခုဒါတဲ့ချိန်မှာလဲဆုံးတော့ပြောလို့တခွေတည်းတရားတွေမဟုတ်ပါဘူးကျွန်တော်စီစီလုံးလုံးချူချူစီစီနဲ့ပေါင်းစီပြီးတော့လာမှာဖြစ်ပါတယ်အဲ့ချိန်မှာဂျန်သူနေတဲ့သိရင်တော့မှပဲသိကြတော့ပါပြီသူတို့တော့နောက်တာတရားပဲဖြစ်သွားပါလိမ့်မယ်အဲ့တော့ကြတော့အဲ့လိုမျိုးနောက်တာတရားတွေဂျန်သူပေးနိုင်မှုကျွန်တော်တို့အတူတူစူးစမ်းကြမယ်လို့ပြောချင်ပါတယ်ကွာချက်လို့ပဲကိုလည်းကျွန်တော်တို့လာခဲ့ပါမယ် ဲကွာချဲလူဘက်ကိုကျွန်တော်တို့မလာနိုင်လေကွာချဲလူကျွန်တော်တို့ဘက်ကိုလာခဲ့ပါအတူတူစီစလုံးလုံးနဲ့အုပ်ကြတာပေါ့တော်တို့ဒီမြို့ပေါ်မှာနေပြီးတော့ဒီကောင်တွေဒီတော်ထဲမှာတောပုံအဖြစ်နဲ့နေသွားမယ်လို့ကျွန်တော်တို့အားမခံနဲ့ပေါ့နော်ကျွန်တော်တို့ဒီအဲ့လောက်ကြီးထိရောက်အောင်ကျွန်တော်တို့တိုက်ထုတ်မယ်ကျွန်တော်တို့အညာအဟာဒီမြို့မှာတက်နေမယ်မြို့မှာရှိတဲ့ဘောမားနဲ့ ကျွန်တော်တို့စစ်ကောင်စီစစ်ခွေးတွေတိုးထဲမှာသွားပုံရမယ်အနေထားထိရောက်အောင်ကျွန်တော်တို့စုပေါင်းပြီးတော့ကျွန်တော်တို့တိုက်ကြမယ်ပေါ့။ညီတို့ဒီတပောင်းသူကိစ္စကိုပေါ့လေကတည်းကညီတို့ကဒီ2020ကျော်2024ပေါ့နော်မစခင်လောက်မှာကနေကညီတို့ဒီတပောင်းသူနဲ့ပတ်သက်ပြီးတော့အဲလောက်ထတာရှိတယ်ပေါ့နော်ဒါကိုညီတို့ဒီတိုင်းပေါ်မှာတင်းတင်းကြဲကြဲကြီးပေါ့နော်အဲမချပြလာပဲရှိတယ်ပေါ့လောက်ထတာရှိတယ်။လက်ရှိညီတို့ဒီ MPD တက်အနေနဲ့ပေါ့နော်ဂျာမေတက်အနေနဲ့လက်ရှိလို့တော့ဒီမှာတပြူဝါတာလောက်ကိုပေါ့နော်တောင်းတဲ့ဒီသားကပေါ့နော်ဒီမာမိတ်တက်ဒီစီကိုလာကူပေးနေရတယ်။ညီတို့အခုဒီတောင်းသားပေါ့နော်အဲတနင်္လာဘက်ဒီမှာရောက်နေတာဖြစ်ပါ အခုလက်ရှိလောလောဆယ်မိမိနေသားမှာဆိုလို့ရှိရင်ညီချာမဲပူပေါင်းတက်ပေါ့နော်ချာမဲပြေမှာနော်ပကပါတွေလည်းပါပါတယ်ငါပလပါတွေလည်းပါပါတယ်ကရင်တွေလည်းပါပါတယ်လိုကယ်တွေလည်းပါပါတယ်ဒီလိုမျိုးပေါ့နော်အားနဲ့စူပေါင်းထားတယ်စူပေါင်းအားနေတယ်ပေါ့နော်လက်ရှိလောလောဆယ်မှာခုခေတိုက်ခိုက်နေတာဖြစ်ပါတယ်ဆက်ကဆောက်ပေါ့နော်မှမဆိုရင်ကျွန်တော်ပါအဖားတွေကဆကျွန်တော်တနက်ကင်ကြိုက်ကြရပေါ့နော်အဲကျွန်တော်အဲ့ကြောင့်ပါဆိုပါအဖားစီအုပ်ချုပ်ပိုင်းတစ်ခုဖြစ်ဒါပေမဲ့ကျွန်တော်တို့လိုအပ်တဲ့အချိန်မှာကျွန်တော်တို့ပါအဖားတွေကဆကျွန်တော်လက်နက်ကင်မျိုးကျွန်တော်တို့ပါကဖားတွေ PDF တွေပါလာဖားတွေအကုန်လုံးပူပေါင်းမယ်ကျွန်တော်တို့ဒီစစ်မျက်နှာပြင်ကိုလိုက်ကြရတယ်ပေါ့နော်အဲအဲ့ကြောင့်ကျွန်တော်တို့ဘက်ကဖြေထုတ်ပြောကြအောင်လို့ဒီများတွေအဲစစ်လို့ပြီးတော့စစ်ထုတ်လိမ့်မယ်ကျွန်တော်တို့ပါကဖားနဲ့ PDF မတည့်ဘူးအဲဘာဖြစ်တယ်ညာဖြစ်တယ်တော့လာလိမ့်မယ်တကယ်တော့ကျွန်တော်တို့မြေပြင်မှာဟို PDF လည်း ကျွန်တော်တို့ဒီစိတ်ကောင်စီကိုတွန်းလှန်ဟိုလာလို့တာပဲတွန်းလှန်တာပဲကျွန်တော်တို့ပါကဖတ်တီလည်းဒီစိတ်ကောင်စီကိုတွန်းလှန်တာပဲပါဖတ်တီလည်းဒီစိတ်ကောင်စီကိုတွန်းလှန်တာပဲအတူတူပဲကျွန်တော်တို့ဒီအတက်တွေအကုန်လုံးအခုအဖွဲ့စည်းမှန်မှအကုန်လုံးကကျွန်တော်တို့ဒါဟိုအကုန်လုံးတွန်းလှန်နေရပဲတခုရဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အညာဒေတာလွတ်မြောက်ရေးအတွက်ဘိုမိုခဲဘိုပိုင်ချဲတို့ကမြစ်တီအဖွဲ့စည်းမဆိုအတူတကွပူပေါင်းကစစ်ကော်မရှင်တပ်ကိုတိုက်ထုတ်သွားမှာဖြစ်ပြီးဘောမရီမျိုးပေါ်ကနေမောင်းထုတ်နိုင်သည့်အထိအတူတကွစ조사သွားမည်ဟုကတိပေးလိုက်သည်မို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာ။ဟာပြီသူတွေပါ အဲသူတို့ဒေတာအသီးသီးမှာဒီအကြံဖက်စမိတ်စာတွေကိုဒေါ်လာတိုက်ထုတ်နေတဲ့နေရာမှာရွရွချွံချွံနဲ့ပြည်သူလူထုကအာကိုနေရတယ်လူငယ်ရေဘော်ကောင်းဆောင်တွေပါကျွန်တော်တို့ကိုယ်ဝင်ရမှာကျွန်တော်တို့ဘုံမဟုတ်ပါဘူးကျွန်တော်တို့ရက်သားဖြစ်တဲ့အတွက်ကိုယ်ဝင်ရမှာအဲ့တော့အဲဒီနေ့စုံတွေ့ရကြံချောင်းရင်းကကျွန်တော်တို့လက်ဆင်ပြုလုပ်နေတဲ့ကြံစီကမ်ပိန်းပေါ့ကြံစီကြီးစံကမ်ပိန်းမှာဒီလဒီလကကိုပိုင်ချဲတို့အတွက်ပြုလုပ်နေတဲ့လမှာကိုမိုက်ခဲကြီးကိုလည်းဗန်ဒါကြီးစစ်မျက်နှာကနေပြီးတော့စစ်ကူလှမ်းပြီးတော့ခေါ်လိုက်တာဖြစ်ပါတယ်အဲ့တော့စစ်ကူခေါ်လိုက်တာဆိုတော့ပြည်သူတွေကတော့အားလုံးကိုပိုင်ချဲကိုကိုမိုက်ခဲကိုတနည်းတစ်ပုံစီနဲ့သိကြပြီးသားပါတနည်းအားဖြင့်ဆိုရမယ်ဆိုလို့ရှိရင်ဒါက ကိုမိုက်ခဲတို့က PDF တက်ဖွဲ့ပါကိုပိုင်ချဲကတော့ပါကပါတက်ပါအဲ့တော့ဒီမှာသူတို့နှစ်ယောက်ကိုမိတ်ဆက်ပေးရင်းနဲ့အချင်းချင်းဘာတွေပူးတွဲလှုပ်ဆောင်လို့ရမလဲအဲဒီကြောင်းရတယ်ကျွန်တော်တို့ပြောကြမှာပါအဲ့တော့အပြင်မှာတော့တောင်းတဲ့အပြင်မှာတော့စုံဘူးလားမသိဘူးလိုင်းမောပါဘူးစုံဘူးလားမသိဘူးအခုဒီမှာကျွန်တော်တို့စုံတဲ့ခါမှာတော့ပထမဆုံးအပြင်လာမိတ်ဆက်ပေးပါအောင်ကိုပိုင်ချဲနဲ့ကိုမိုက်ခဲโอเคပါခမခဲကျွန်တော်ကကမ္ဘူခိုင်ပကပလှူရှားရေးစီကြောင်းကဒုတိယမူပါပိုင်ချဲပါနာမည်ကတော့โอเคတွေ့ရတာဝမ်းသာပါညီကတော့ဒီ Media Plat တိုက်ကပေါ့နော် MP တစ်ခွဲ့ရဲ့တာဝန်ခံပါမိုက်ခဲပါ โอเคတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်ကမကောင်းတဲ့ကြာဆုံးမှာမယ်တခါမှမတွေ့ဘူးလေအကြောင်းမလို့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့စစချင်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေပဲစကြမယ်ဗျာဒီရက်တွင်တွင်မှာ30ချက်တည်းကျွန်တော်နားအောင်ပြစ်တယ်ထိထိကဆရာဦးသိမ်းမြက်လည်း30ထားတယ်တပေါင်းစုနေနဲ့ပေါင်းပါလားနောက်မှရင်အသေးခံပါလားဆိုရင်နှစ်လမ်းပဲရှိတယ်ဆိုပြီးတော့ဆရာဦးသိမ်းမြက်တော့30တည်းစေကောင်းစရာအခုနောက်ပိုင်းဆိုလို့ရှိရင်အားလုံးလည်းပြင်ပြင်ကအဲခေါင်းဆောင်တွေဖြစ်တဲ့အတွက် သိကြပြီးဖြစ်မှာပါအလုံးရင်းနဲ့စစ်ကြောင်းတွေထိုးကြတယ်ပို့ပြီးတော့စစ်ရေးမှာဒီ2025နှစ်ကုန်ပိုင်းတွေမှာပို့ပြီးတော့အားကောင်းမောင်းတန်တဲ့စစ်ကြောင်းတွေထိုးမှုတွေလုပ်လာတာကိုနည်းမြေအသေးသေးမှကျွန်တော်တို့တွေ့ရတယ်အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေမှာတော့ကျွန်တော်တို့မြန်မာပြည်ရေးဆိုရလောက်အောင်ပါဆိုရင်လည်းဘာကဘာတက်တယ်ရှိမယ် PDF ပြည်သူ့ဘဝေးတပ်ဖွဲ့တွေရှိမယ်ပေါ့အဲ့လိုမျိုးရှိနေကြမှာတချို့ဒေသတွေမှာတော့ဘာကဘာနဲ့ PDF နဲ့ပူးပေါင်းပြီးတော့တိုက်ပွဲပေါ်ဆောင်တာရှိသလိုတချို့ဒေသတွေမှာလည်းဖွတ်တိုက်မှုတွေအများကြီးကျွန်တော်တို့တွေ့ရတယ်ဒါကတော့ပကတိအရှိတရားပဲအဲ့တော့ အဲအဲ့ဒီအချိန်လေးပေါ့သုံးသက်ချက်အချိန်လေးပေါ်မှာမူတည်ပြီးတော့လူငယ်ကောင်းဆောင်မရောက်ရအောင်ကျွန်တော်သိကျင်တယ်အဲ့တော့မပေါင်းလို့ရှိရင်တစ်ဖွဲ့ချင်းဒီအသေးခံမလားဒါမှမဟုတ်ရှင်ပေါင်းရမလားဆိုတော့သုံးသက်ချက်ပေါ့လူတို့ကလည်းဒီချိန်မှာတပေါင်းစုဆိုတဲ့ဟာကိုမျှော်လင့်နေကြတယ်ဘယ်လိုညီရဆိုရရဲ့ခေါင်းဆောင်တွေကိုယ်တိုင်ကအကွဲအကွဲပြားပြားနဲ့ဖြစ်နေလို့မရတော့ဘူးမနေ့ကတော့မှတင်ထားတာတွေ့ပါတိုက်နေလို့မရတော့ဘူးနေရာစုံမှာပေါင်းစုစုစည်းပြီးတော့တိုက်မှာလာနိုင်နိုင်တော့မယ်ဆိုတော့အချိန်လေးမျိုးကိုလူတို့ကိုရှင်းရှင်းလင်းလင်းပြောထားရှိရဆိုတော့ ဒီလူငယ်တယောက်ရဲ့အမြင်ကဲဘယ်သူစပြောမလဲကျွန်တော်တို့ဆွနေကြဆက်လေးပေါ့နော်မစခင်လောက်မှာခနေကညီတို့ဒီတပေါင်းစုနဲ့ပတ်သက်ပြီးတော့အဲလောက်ထတာရှိရေပေါ့နော်ဒါဟုတ်ညီတို့ဒီတိုင်းပေါ်မှာတင်းတင်းကြပ်ကြီးပေါ့နော်အဲမချပြတာပဲရှိတယ်ပေါ့လောက်ထတာရှိတယ်လက်ရှိညီတို့ဒီ MVD တက်အနေနဲ့ပေါ့နော်ဂျာမေတက်အနေနဲ့လည်းလက်ရှိလို့လို့ဆီမှာတပြူပါသာလောက်ကိုပေါ့နော်အဲတောင်းတဲ့ဒီသားကပေါ့နော်ဒီမာမိတ်တက်ဒီစီကိုလာကူပေးနေရတယ်ပဲညီတွေကအခုဒီတိုင်းသားပေါ့နော်အဲနေတနေရာဘက်ဒီမှာရောက်နေတာဖြစ်ပါတယ် အခုလက်ရှိလောလောဆယ်မြေပြင်နေသားမှာဆိုလို့ရှိရင်ညီတို့ကြားမဲ့ပူပေါင်းတက်ပေါ့နော်ကြားမဲ့ပြင်ဥမာနော်ပကပါတွေလည်းပါပါတယ်။အဲပလာဖာတွေလည်းပါပါတယ်။တန်ရင်းတွေလည်းပါပါတယ်။လိုကယ်တွေလည်းပါပါတယ်။ဒီလိုမျိုးပေါ့နော်အားနဲ့စူပေါင်းထားတဲ့စူပေါင်းအားတွေနဲ့ပေါ့နော်လက်ရှိလောလောဆယ်မှာခုခဲတိုက်ခိုက်နေတာဖြစ်ပါတယ်စကားစားဘောနော်။အဲ့လိုမျိုးဘိုင်းကြသွားတာဖြစ်တယ်။လိုက်ကောင်းနေကိုကြားနော်။ ဟုတ်ဟုတ်ဟုတ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့အဲပူပေါင်းပြီးတော့စောက်စုကိုဒီမြင့်ကြံပေါ့နော်အဲနှစ်ထိုးတောင်တာမှလိုင်းအဲအဲ့ရှင်းမနေပြနေမှာပေါ့နော်လက်ရှိလို့ဆိုတာညီတို့အဲတိုက်ခိုက်နေရတာရှိတယ်နှစ်ဖက်တိကကြာဆုံးမှုလည်းရှိတယ်ညီတို့ဘက်ကပေါ့နော်တမှုတွေပေးဆက်ထားတာလည်းရှိတယ်အဲဒါကဝက်နဲ့ရအောင်ပြောတာမဟုတ်ဘူးအဲကြားမဲတွေပေါ့နော်လက်အဲလက်ရှိချိန်ထိရက်မနေဘူးနားမနေဘူးပေါ့နော်အဲကြားမဲတွေကြည့်ဆိုတာထက်ကြားမဲတွေရေပေါ့နော်အဲမဟာမိတ်တွေနဲ့အဲစုပေါင်းထားတဲ့တပ်ပေါင်းစုအင်အားတွေအဲကိုနဲ့မသိတဲ့တက်တွေလည်းပေါင်းပြီးတော့ခုချိန်မှာခုခံကာကွယ်နေရတာဖြစ်ပါတယ်ရန်သူဘောနော်အဲ့ဒါဆိုတော့စေအုပ်စုကလူပေါ်တယ်ဗျ အဲပို့တာကောက်ဆွဲလို့ရတယ်ပြီးရင်သူ့မှာလက်နက်ခဲရန်ဒီပညာပူစရာမလိုတဲ့အနေထားတစ်ခုမှာကျွန်တော်တို့စီးလို့မှုမရှိရင်တော့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့လက်ရှိတော့တဲ့နေရာမှာညူစီးလို့မှုအရာနဲ့ပြန်ပြီးတော့ခုခံနေတယ်အဲဒါခုခံနေတဲ့အချိန်မှာထိတိုင်းမှုကြာဆုံးမှုလွတ်ဆုံးမှုတွေများတာရှိတယ်မယ်ဗျဒီဒီနဲ့တော်တော်ထိုးစစ်မယ်ဒီဒီချိန်တော်တော်ထိုးစစ်မယ်အကျိုးတော့ရတယ်ဗျာဒါကိုကိုကြီးဝင်ရဆိုရင်တော့တိတိသားဖြစ်လိမ့်မယ်ပေါ့နော်အဲညီတို့ချုပ်စည်းဝေးတွေမှာဒါကိုကြီးဝင်ရတာအကြီးပိုင်းနေညီတို့တွေပေါ့နော်ဖိတ်ခေါ်တာရှိတယ်တော့တိတိသားဖြစ်လိမ့်မယ်ဆိုလိုချင်တဲ့တော်ရရညီတို့သွေးအိမ်သွားအောင်အကောင်းဆုံးကြိုးစားနေတယ်စီလုံးမှုတွေနဲ့သွားမယ်ပေါင်းစည်းမှုတွေနဲ့သွားမယ်နောက်ဆုံးမှာတော့ဒီ ဘိုင်ချဲတို့ဘက်တွေလည်းမြို့ရောက်ကောင်းရောက်လာနိုင်ပေါ့ဒါမှမဟုတ်လေဘက်တွေဘိုင်ချဲတို့ရောက်ကောင်းရောက်နေဒီတိက်တွေကိုမဆိုပါတော့ဖူပေါင်းပြီးတော့စီစီလုံးလုံးဖြစ်သွားမယ်အနေထားတွေရှိလာနိုင်မယ်။အညီကတော့တိတ်ပြီးမစိုးရင်ပြလက်ရှိချင်းနေနဲ့ပတ်ပြီးတော့အဲ့ဒါကြောင့်ဆိုတော့ဒီချေအကူဒီဘက်ကဟုတ်တယ်ထွေထွေစစ်ကြီးတော့ကျင်ညာလိုက်တယ်ဒါပေမဲ့ထွေထွေခံစစ်ကြီးပေါ့နော်ဒီချိန်ကတော့ထွေထွေခံစစ်ကြီးဖြစ်နေဒါပေမဲ့အိုက်ခံစစ်ကြီးပြီးရင်တော့တံမြထွေးစစ်မှာကျွန်တော်ရန်သူကိုအလဲထိုးနိုင်မလားအချက်နဲ့အလဲထိုးနိုင်မလားဆိုတဲ့မေးခွန်းရှိတယ်ဗျထိုးနိုင်မလားဆိုတာမသေးကြဘူးသေချာတာတခုကတော့ထိုးနိုင်အောင်ညီတို့ဘယ်လိုပြင်ဆင်ရမလဲဘယ်လိုကြိုးစားရမလဲဘယ်လိုမျိုးစုဆောင်းနေရမလဲဆိုတဲ့အနေထားတွေကပို့ပြီးတော့မှုတည်ပါတယ်အဲ့တော့ကြာတော့ရှင်းရှင်းလင်းလင်းပြောမယ်ဆိုညီကတော့ပူပေါင်းမယ်ညီတိတက်တဲ့ကိုမဆိုပူပေါင်း င်မယ်ရန်သူကိုအမောက်ကျိတ်မယ်အဲ့လိုမျိုးလည်းပူပေါင်းထားတဲ့တက်တွေရှိပါတယ်ဆက်လက်ပြီးတော့အင်အားကြီးထွားလာအောင်အဲပူပေါင်းမှုတွေစီးလုံးမှုတွေများပြားလာအောင်ညီတို့ကောင်းတော့အဲကြိုးစားမှာဖြစ်ပါလက်ရှိလောလောဆယ်ဆိုဒီနေ့ဒါဆုံးရတာဆိုရင်ပေါ့နော်ညီတို့ကမဆုံးဘူးဆုံးဘူးပေါ့နော်ညီတို့ဒီဟာဘာကမှတက်နေဆုံးရတယ်ဆိုညီတို့တော်တော်လေးရှားပါဒါပေမဲ့အဆင်ပြေတာပေါ့ဘာကြောင့်လဲဆိုတော့ညီတို့မမိတ်တစ်ဖွဲ့တွေ့ရလို့ညီတို့ခံစားရတယ်အတူတူစီးစီးလုံးလုံးနဲ့ချိတ်ဆက်သွားကြမယ်ဆိုပါဘူးညီကပြောချင်ပါတယ်ဗျာဟုတ်โอเคကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့ကဒီစစ်ကောင်စီကျွန်တော်ရန်သူပေါ့ရန်သူတစ်ဖက်ထဲကိုပဲကျွန်တော်တို့ကကြည့်ပြီးတော့ဒါကြောင့်ဝင်လာကြတယ်ဝင်လာကြတယ်ကျွန်တော်တို့ဒီအကုန်လုံး ဒီပါကဖာ PDF ပါလာဖာပါဖာအကုန်လုံးဒီကျွန်တော်တို့ဒီစစ်ကောင်စီတခုလို့ပဲတာဂက်ထားတာတခုဖြစ်တယ်ကျွန်တော်အဲကြောင့်မလို့ကျွန်တော်ကဟိုကျွန်တော်တို့တနက်ကင်မျိုးတိုက်လို့ရတဲ့ဟိုအဖွဲ့အစည်းမှာကျွန်တော်စူပေါစူပေါင်းညီညာနဲ့ကျွန်တော်တို့အခုချိန်ဒီဒီဘက်မှာလည်းကျွန်တော်တို့ဟိုမခွဲဘူးဗျာနော် PDF ပါကဖာဆိုရင်ကျွန်တော်တို့ခွဲပြလိုက်တာမရှိဘူးကျွန်တော်တို့ပါကဖာနဲ့ PDF တွဲပြီးတိုက်တယ်ကျွန်တော်တို့ပါလာဖာနဲ့တွဲတိုက်တယ်အဲချို့ကျွန်တော်ဘက်မှာဆိုရင်ကျွန်တော်တို့ပါအဖာတရားစကျွန်တော်တို့တနက်ကင်မျိုးတိုက်ကြရပါတော့နော်အဲကျွန်တော်အဲ့ကြောင့်ပါဆိုပါအဖာကြီးအုပ်ချုပ်ပိုင်းတစ်ခုပြဒါပေမဲ့ကျွန်တော်တို့လိုအပ်တဲ့အချိန်မှာကျွန်တော်တို့ပါအဖာတရားစကျွန်တော်လက်နက်ကင်မျိုးကျွန်တော်တို့ပါကဖာကြီး PDF တွေပါလာဖာတွေအကုန်လုံးပူးပေါင်းပြီးကျွန်တော်တို့ ဒီစိတ်မျက်နှာပြင်ကိုလိုက်ကြတယ်ပေါ့နော်အားကြောင့်ကျွန်တော်တို့ကသူတို့ပြောကြတယ်လို့ဒီများတွေအဲ့စိတ်လောပြီးတော့စိတ်ထိုးလိုက်မယ်ကျွန်တော်တို့ဘာမှမဖြစ်ဘူးမတည်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်လာနေမှာတကယ်လို့ကျွန်တော်တို့မြင်နေမှာဟိုဒီတွေကလည်းကျွန်တော်တို့ဒီစိတ်ကောင်စီကိုတွန်းလာတော့လာလို့တာပဲတွန်းလာတာပဲကျွန်တော်တို့ကားဖားကြီးလည်းဒီစိတ်ကောင်စီကိုတွန်းလာတာပဲကားဖားကြီးလည်းဒီစိတ်ကောင်စီတွန်းလာတာပဲအတူတူပဲကျွန်တော်တို့ဒီအတက်တွေအကုန်လုံးအခုဖွဲ့စည်းမှန်တယ်အကုန်လုံးကကျွန်တော်တို့ဒါဟိုအကုန်လုံးတွန်းလာနေရပဲတခုရဲ့တယ်အဲ့တော့မှကျွန်တော်တို့ဆစ်လောပြီးထိုးလိုက်မယ်ဟိုဘာမှမတည်ဘူးဘာမှမတည်ဘူးတကယ်လို့သူတို့ကလည်းဒါပြည်သူတွေကမှကျွန်တော်တို့နဲ့ပြည်သူနဲ့ရန်တိုက်ရင်ရန်တယ်အဓိကအဲ့ရန်တိုက်နေရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘက်ကလည်း ဒါဒီမှာကျွန်တော်စီးလုံးနဲ့ကျွန်တော်လုပ်ပြတယ်ကျွန်တော်တိုင်းနေနဲ့ပူပူတယ်ပြီးလုဆောင်တယ်ကျွန်တော်တို့ဟိုအခြားတီးတီးအဖွဲ့စီးတွေပေါ့အကုန်လုံးကျွန်တော်ပူပဲပူတယ်ပြီးလုဆောင်ကြရပေါ့နောက်လဲဒါမျိုးဆက်လုပ်သွားဖို့လဲကျွန်တော်တို့မှအများကြီးရှိတယ်ကျွန်တော်ဒီပါကပါပီဒီရတယ်မဟုတ်ဘူးကျွန်တော်ဒီတခြားတခြားသောတိုင်းသားဟို AA တို့ KIA တို့ KNU နဲ့တွဲပြီးတော့ကျွန်တော်တိုက်ဖို့လဲဟိုကျွန်တော်အများကြီးကြိုးပမ်းကြရပေါ့နော်ကျွန်တော်လဲအခုဒါတော့ကျွန်တော်ပါကဖဒီလဲပါကဖကံမှုခံပါကဖအနေနဲ့ကျွန်တော်တို့ကျွန်တော်တို့ဒါ AA မှာကျွန်တော်တို့အမ်းမှာအမ်းမျိုးတွေတိုက်ပါတယ်ကျွန်တော်တို့ပါကဖတွေပါတယ်ပေါ့ ော်ဒါဒီကျွန်တော်တို့ဒီဒါတိုင်းတိုင်းနဲ့ဒါတွဲပြီးတော့ကျွန်တော်တို့ဒါတိုက်နေကြပါပြီနော်အဲ့ဒါမှကျွန်တော်တို့စစ်လို့ပြီဘယ်တော့ပဲကျွန်တော်တို့သွေးခွဲသွေးခဲပြီးတော့ဘယ်တော့သွေးခွဲဆိုကျွန်တော်တို့ဒီမြေပြည်မှာ PDF ပါကဖာပါလာဖာပါအဖာကျွန်တော်တို့ဒီရဲ့ NGO ရဲ့လက်အောက်မှာကျွန်တော်တို့အများအားဖြင့်ရှိရှိနေတယ်ဆိုတော့ကျွန်တော်ဒီလူလူကျွန်တော်တို့ခြားပြချင်တယ်ပေါ့ဟုတ်ကဲ့ပါဒီနေ့ပြည်ချက်ကလည်းခင်ဗျားတို့နှစ်ယောက်အချိန်ဆက်ရသွားစေချင်တာလေပါပါလေအဲ့တော့ကျွန်တော်တို့အခုလုပ်နေတဲ့ အကမင်းကလည်းဆယ်ရက်ကျော်ကာလအတွင်းမှာမြန်မာငွေဆိုရင်သိန်း200ဝန်းကျင်လောက်သိန်း180 80ဝန်းကျင်လောက်ဆိုသိန်း200နာကတ်နေပြီ။ထိုင်းဘတ်ဆိုရင်လည်း6000ကျော်အဲဒေါ်လာဆိုရင်ဒေါ်လာ200ဝန်းကျင်လောက်ရောက်ပြီဆိုတော့ဒီစစ်မျက်နှာမှာလည်းကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်အဖွဲ့စည်းအလုံးအစဉ်ပြေနေမှာအလုံးကကာထားနိုင်မှာဟိုစစ်မျက်နှာကြီးကြီးဖွင့်နိုင်မှာဒီရန်သူကိုအလုပ်ပေးနေနိုင်မှာကျွန်တော်တို့ကတစ်ဖွဲ့တည်းကိုဖိပြီးတော့ထောင်းတာမခံရမှာပေါ့အဲ့တော့အရင်တရက်ကပဲဒီဟိုစစ်သားတစ်ယောက်ကနေပြီးတော့အကောင့်တုနေကျွန်တော်ဒီ post ခုမှလာပြီးတော့မှန် မင်းတို့တွေအားကျေထားကြအောင်ပေါ့ကွာဒီမှာတိုက်နေရတဲ့စစ်မျက်နှာတွေကများနေလို့မင်းတို့ဘက်ကလှုပ်ပေးထားနေတာလေကိုပိုင်ကျဲတို့က post ကိုတင်ထားတယ်လှုပ်ပေးထားနေတာလေပြီးလို့ရှိရင်တော့မင်းတို့ဘက်ကလည်းလာမယ်ဒါကအခြေအမှန်တရားပဲကျွန်တော်တို့ကနေရာစုံကနေပြီးတော့ဒီလိုစစ်မျက်နှာဖွင့်ပြီးတော့ဒီကောင်းလေးကိုအဘက်ဘက်ကစော်ပြနေနိုင်လို့ရှိရင်ဒါကဟိုတစ်ဖက်တည်းကိုကျွန်တော်တို့အဖြစ်မခံရတော့ဒါဆိုကျွန်တော်တို့ရဲ့အားသာချက်ပေါ့ဒါကြောင့်မလို့အဲ့လိုမျိုးအဘက်ဘက်ကစော်ဖို့ဆိုရင်လည်းဗန္ဒိုင်းစစ်မျက်နှာမှာတစ်ဖက်တည်းကအားကောင်းနေလို့လည်းမရဘူးဗန္ဒိုင်းစစ်မျက်နှာမှာအားလုံးကလည်းအဲအားကောင်းကောင်းနဲ့ကျွန်တော်တို့ ဟိုတန်းတူမဟုတ်ရင်တော့မှာပဲရှောက်ခွေနိုင်ရမယ်အခြေအနေမျိုးတွေရှိဖို့လိုတာပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဒီလိုမျိုးမိတ်ဆွေဖွဲ့ရင်းနဲ့မိတ်ဆွေ line ပေါ်မှာတော့ဒီမှာလောလောဆယ်အခြေအနေမှာတော့ကျွန်တော်တို့တော့တပေါင်းစုဖြစ်သွားကြပြီပေါ့ဗျာဒီဘန်ဒါးရေးစစ်မျက်နှာမှာတပေါင်းစုဖြစ်သွားကြပြီပေါ့အဲ့တော့ဟိုတကယ်တမ်းကျတော့ကျွန်တော်တို့ကစကားပြောဖို့လိုတာပါတချို့ဟိုကိစ္စတွေကစကားမပြောတဲ့အခါမှာတယောက်နဲ့တယောက် exam ရှင်းနေကျူတင်ယူဆချက်တွေနဲ့အထင်မြင်လွဲမှားတာတွေဒီကောင်ကဘယ်လိုလဲဟိုကောင်ကဘယ်နဲ့လဲဆိုတဲ့ဟာမျိုးတွေနဲ့ကျွန်တော်တို့တွေကဆုံးဖြတ်ချက်ချနေတာတွေရှိတဲ့အခါကျတော့အခုကျွန်တော်တို့ဒါစကားပြောချင်းဖြစ်တယ်ပြည်သူလူထုကဒါကိုမြင်တွေ့ရတဲ့အခါမှာလည်းတစုံတရာအားရှိမယ်လို့ယုံကြည်တယ်အဲ့တော့ ဟဲ့ဗန္ဓာကြီးစစ်မျက်နှာမှာစစ်ကိုတောင်းပြီဆိုတော့ကိုမိုက်ခဲကြီးဗန္ဓာကြီးစစ်မျက်နှာမှာနဲ့ရေကံပြူဟာကိုအေအေနဲ့မဟာမိတ်တပ်တွေအပိတသိမ့်ပိုက်ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းဆက်ဆက်ဒေသတွေအတွက်စစ်ရေးအရအလွန်ရေးပါတဲ့နဲ့ရေကံပြူဟာကုန်းကိုအာရခတ်တတော်အေအေနဲ့မဟာမိတ်တပ်တွေကဒီကနေ့ညနေမှာအပိတသိမ့်ယူနိုင်ပြီလို့သတင်းရရှိပါတယ် ခေါင်းဆောင်တဲ့သူတွေအကုန်ထွက်ပြေးတာလေးပါစာစစ်မှုထမ်းတင်တန်းစင်းတွေပဲကြံခဲ့တာပြောရရင်၁၇ရက်နေ့ကလေးကရနေတာအခုကတော့လုံလုံရှင်းလင်းနိုင်ပြီလို့ People Spring ရဲ့သတင်းရင်းမြစ်တဦးကအောက်တူဘာလ၁၄ရက်နေ့ညနေပိုင်းမှာပြောပါတယ် Amberton လမ်းပိုင်းကြီးကအကြီးဆုံးစခန်းဖြစ်တဲ့နေရီကံပြူဟာကို AA နဲ့မဟာမိတ်တပ်တွေက၂၀၂၅ဖေဖော်ဝါရီလမှာထိုးစစ်ဆတ်တင်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကဒေတာတွင်စစ်စင်ရေးနဲ့ခုခံစစ်တွေကိုတက်မ96ကတာဝန်ယူခဲ့တာပါကကင်းစခန်းတွေကို AA နဲ့မဟာမိတ်တွေကတခုပြီးတခုတင်းယူနေပြီးစစ်တပ်ကအစာရှိတွေအပါအဝင်တေဆုံးတန်ရာရသူထွက်ပြေးသူအလင်းဝင်သူအများပြားနဲ့အထိနာနေခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီကတက်မ96တက်မမူပုံမူကြီးတင်မောင်ကျော်ကို မေလထဲမှာပြန်ဖမ်းခဲ့ပါတယ်တက်မ96 အောက်ကတရင်တွေထိနာလာကြောင်းဩဂုတ်နဲ့စက်တင်ဘာလမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်မှတ်၁၈စစ်စင်ရေးကုကဲမှုဌာနချုပ်စကခခ၁၈လက်အောက်ခံတရင်တွေကိုတချင်းလဲလဲပို့ဆောင်ခဲ့ပါတယ်။စက်တင်ဘာလနဲ့အောက်တိုလာလဆန်းတိုက်ပွဲတွေမှာလည်းအထိနာပြီးစကခခ၁၈ကအရာရှိပိုင်းတွေအောက်တိုဘာလ၉ရက်နေ့ကလေးကဆုတ်ခွာသွားတာလို့သိရပါတယ်။အောက်တိုဘာလ၁၀ရက်မှာ အေအေနဲ့မဟာမိတ်တပ်တွေကဖြူဟာတဲအထိဝင်တိုက်ခဲ့ပြီး အောက်တိုဘာ14ရက်နေ့မှာအပိတက်သိမ်းပိုက်တာလို့သိရပါတယ်။အခြားစစ်ရေးတရင်ရင်းမြစ်တူကလည်းပတ်စတွေထွက်ပြေးတာလက်နက်ချတာအများကြီးပဲလို့ပြောပါတယ်။ Okay အားနည်းနည်းပြစ်ပြပါအောင်ကိုပိုင်ချဲလို့အဓိကတော့ဘောတော့တကယ်ဟိုဘောတော့ဇန်သူဘောတော့စေုပ်စုတော်လန်ရဲ့မြစ်တက်ကိုမဆိုညီတို့ကတော့ခဏကြီးရသေးခြင်းပါတယ်။ အဲ့လိုပါပဲကောနော်ညီတို့လည်းအဲ့လိုပါပဲညီတို့လည်းရကျင်တာပေါ့နော်ဒီလိုမျိုးတွေပေါ့အဲ့ဘာပဲဖြစ်ဖြစ်ဆွတ်တာပြောသလိုပေါ့နော်ဒါတကယ်မီးပြီးမှတိုက်နေရဲဆိုရင်တော့မိပါပြီးသူတွေအနေနဲ့လည်းလူကြီးထောက်ပံ့ပေးသိချင်ပါလားဘာကြောင့်လဲဆိုတော့အဲတကယ်တိုက်နေတဲ့တက်တီကမေပေါ့နော်အဲဘနာကြီးဘိုင်းမှာအားနေပြီးတော့ပေါ့နော်အဲဒါဘလို့ခွဲကြတာတော့မဟုတ်ပါဘူးတကယ်တိုက်နေတဲ့တက်တီကဘနာကြီးဘိုင်းမှာအားနေပြီးတော့အဲပေါ့နော်မိပြီးမှာပေါ့နော်တိတိယမလုပ်နိုင်နဲ့မေပေါ့နော်အဲအခြားနေရာတွေကိုပြန်ကျဲသွားရင်တော့ဒါပြန်ကျဲတဲ့ငွေတွေကလည်းအသက်ပဲဖြစ်သွားမှာပါဒါကြောင့်မလို့တကယ်ကိုပေါ့နော်သူကျုံကိုကျုံပေါ့နော်ကိုတင်သူတင်တိုက်နေရတဲ့တက်တီကိုမမကူညီပေးပါလို့ညီကြတော့ဒီနေရာပြီးတော့ပေါ့နော်အဲမိတ္တရဲ့ခံချင်တဲ့ဗီဒီယိုတို့ပေါ့နော်ပေါ့နော်ဒါဘူးပေါ့နော်အကြံပြုချင်တယ်ပေါ့ဘာလို့ဆိုတော့ တကယ်လုံးနေတကယ်လိုပါတယ်တကယ်လုံးနေတကယ်လိုပါတယ်ဗျာဟုတ်ညီတို့ဆိုရင်လည်းဒါကူကြီးတိကတိုင်းမလေးတော့ကျင်ညီတို့ဒီကောင်းတဲ့ချီပြီးတော့ဒီအကျွတ်တင်နေတဲ့ကိစ္စမှာတော်တော်လေးကောင်းခဲ့ဒါပေမဲ့ပြည်သူရှိနေတယ်ညီတို့ကတော့မကြောက်ဘူးဗျာတိတ်ပြီးတော့သိရမလားသိရမလားအဲ့ဒါဆိုတော့အဲဘောနောအဲဒါကူပိုင်ချဲလို့လေဘောနောကတကယ်ဒီမှာဆော်နေတာညီတို့တွေ့ပါတယ်အဲဘောနော sorry နော်ဒီနေ့ကလည်းနည်းနည်းကျွန်တော်နေတိတ်မကောင်းဖြစ်နေတာကြောက်မလို့ဟာဘယ်ကောင်မအကောင် ကောင်းကောင်းနေဖြစ်သွားမှာပါကောင်းကောင်းနေဖြစ်သွားမှာပါဆိုပါပြည်သူအနေနဲ့တကယ်ပေါ့နော်စေအုပ်စုတိုက်ထုတ်နေရတကယ်ပြည်သူအတွက်လုံးလုံးနေဆိုပြည်သူတွေကပြစ်မထားပါဘူးလက်ရှိလောလောဆယ်မှာလည်းပြစ်မထားလို့ပေါ့နော်ဆယ်ရက်ကျော်နဲ့ဒီပမာဏရရတယ်ဆိုပါတကယ်ကိုအမခံပါပဲတကယ်ကိုတကယ်ကိုပေါ့နော်တကယ်ကိုအမခံပါပဲအဲ့တော့လေပေါ့နော်ကိုကြီးဝရံကိုလည်းကြီးသူအများကြီးတင်ပါတယ်တကယ်ပါဒါကိုကြီးရံဆိုလို့ရှိရင်ပေါ့နော်ဘာဖြစ်ဖြစ်ပေါ့နော်လူအားလည်းစိုက်ထုတ်ရတယ်လို့ဥနောက်အားလည်းစိုက်ထုတ်ရပါတယ်ဥနောက်တော့တော့၆ပါတယ်ညီကိုတိုင်းနဲ့တရားကိုကြုံကြည့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်တော်တော်သိရပြစင်မရံဆိုင်ကိုမလိုက်ပါမလုံဘူးပြမင်းတန်းလေးပဲလွှဲတော်တယ်တော်တော်လေးမူးတော်တယ်ပြန်ရှာရတယ်ဒါလည်းရှိပါတယ်ဒါကိုကြီးဝရံလို့ဆိုတဲ့အတိုင်းတော့တော်တော်လေးစီစဉ်ကြည့်ရတဲ့အထဲမှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်လူရွယ်ဆိုပေမဲ့လို့ပေါ့နော် တော်တော်လေးကိုအုံနောက်ချက်ပါတယ်ဒီမျိုးအနေထားတွေကနေပြီးအခုလိုမျိုးပေါ့နော်ကျွန်တော်တို့အဲအဆက်မပြတ်ပါနော်တခွဲပြီးတခွဲတခွဲပြီးတခွဲကျူးစားပြနေတာဂွေးဝေရအောင်လေကျေးဇူးတင်တယ်တကယ်မြေပြင်မှာပေါ့နော်ဆေးအုပ်စုတိုက်ထုတ်နေတာကိုပိုင်ချဲလို့လေကျွန်တော်တို့ကကျေးဇူးတင်တယ်ပြည်သူလူထုအနေနဲ့လည်းတကယ်တိုက်နေတယ်မြေပြင်မှာရှိနေတယ်ပေါ့နော်တက်တယ်ကိုကူညီပေးပါတော့ကျွန်တော်ဒီနေရာနေပြီးမေတ္တာရက်ခံကြင်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗန္ဒာရေးစင်မြတ်နာမှာခုလောက်ဆိုရင်ကျွန်တော်တို့ကစစ်ကူတစုံတရာရသွားပါပြီ။ဒါကြောင့်လေဆိုလို့ရှိရင်ကိုမိုက်ခဲကြီးရဲ့အားပေးကြတဲ့ပြည်သူတွေကိုမိုက်ခဲကြီးကိုချစ်ခင်ကြတဲ့ပြည်သူတွေကလည်းဒီအောင်မြင်သွားတဲ့အခါမှာဝမ်မတ်တတာနဲ့ကိုပိုင်ချေလို့စီကိုအဲ ကျုံးမယ်ကျုံးမယ်ညီရတော့ဇာနာထဲမှာလည်းညီတို့တက်တည်းရှိတယ်ဗျာတချို့နေရာတွေမှာပေါ့နော်ရှိတယ်ညီတို့ဒီလူကျုံးကြတာပေါ့အဲ့ဘက်ကိုရောက်လာခဲ့မှာပါတဲ့အဲတချိန်မို့တချိန်တော့ဆုံအောင်ပါပါဆုံအောင်ပါပါဆိုတော့ဆုံဆုံအောင်လည်းညီတို့လောက်သွားဖို့ရှိတယ်အဲမြို့သိမ့်ကြမယ်အဲမြို့သိမ့်ကြမယ်လို့ပြောလို့ရှိရင်ဘောမတွေကတည်ရမလားအဲနည်းနည်းလေးကြီးကောင်းကြီးနိုင်လဲမယ်ဒါပေမဲ့တချိန်ချိန်မှာပေါ့နော်သူတို့တိလိုက်တဲ့ချိန်ကလုံးဝနောက်ထပ်ရသွားတဲ့ချိန်ဖြစ်သွားသေးရမယ်ညီရတော့အဲ့လိုပဲကိုကိုကိုတွေးထားတယ်ပေါ့နော်ညီတို့လောလောဆယ်မှာသူတို့ဘာပြောပြောညီတို့ကြီးဆိုင်မှာမဟုတ်ဘူးသိကြတယ်သူတို့ဟာ ဂိတ်သိမ်းသွားတာလားဆိုပြီးတော့သိရမလားနောက်တစ်ခါရသွားတဲ့အချိန်ကျရင်သူတို့ဘာမှပြင်ဆင်ခွင့်ရမှာမဟုတ်ဘူးအဲ့ဒါလည်းညီတို့ကညီစံလည်းမဟုတ်ဘူးကြာဒါတနေ့ကလုံးထိပြီးတော့ပြောမှာဖြစ်တယ်ဟိုကတော့ညီတို့ကတော့ဆိုတော့ညီတို့ဒီဟိုတော့အကြံအစည်ပြည့်နေလို့မရဘူးကွာအဲ့ဒါရှိမှဆိုတော့ညီတို့တည်းဘယ်လိုဘူးရတာရာအဲ့ဒီအောင်ဆိုညီတို့ကတည်းကမှာဖြစ်တယ်တိုင်းသားပဲလားချမယ်လား 到我那里来拿钱呗，你别拿钱呗，咋讲呢？都码呗，不以啦，少码呗，买点来交嘛，你说。那个伙，人家的钱钱嘛”，你有嘞嘛？扫描交没去？不扫描交没去？你说收没交没？你都都没掉了掉？不洗大的洗大的，别回来，你都亏嘛？不交？那个短？那骗人用处啊？我们洗不掉？那骗人用处嘞？哎呀，那骗子也别洗掉嘛？晓得不？我骗人用啊，我洗不掉。哥啊，你家几大个女人？几多女人？那几多女人？啊，你别谬理，你家的你家的，别爱洗。那洗了多的，你都你先在家里面休息休息，再买休息的不呢？休息的不呢？休息的不呢？慢呢？ ကျွန်တော်တို့တကယ်ပြော်တယ်ပေါ့နော်ဆေးဥစုကထိုးသစ်စင်တာဘာကြောင့်လဲဆိုတော့ဒါသူတို့အတွက်နောက်ဆုံးအားကိုဒီချိန်မှာထုတ်သုံးလိုက်တာလေကြတယ်အဲ့နောက်ဆုံးအားကိုလန်ကြအောင်တိုက်တိုက်နိုင်တဲ့အချိန်တော်လန်ကြီးကဆုံးသက်တစ်ခုဖြစ်သွားလိုက်မယ်လေကျွန်တော်ယုံကြည်တယ်အဲ့ဒါကြတော့အတူတူကြိုးစားမယ်ရုန်းကန်မယ်ကျွန်တော်တို့အညာသားတွေပေါ့နော်ကျွန်တော်တို့လည်းရောက်တော့မှာပါရောက်တော့မှာပါကြာတော့ပါအောင်ရောက်တော့မှာပါလောလောဆယ်နေသားမှာလည်းပြင်ဆင်နေပါတယ်ကြိုးစားနေပါတယ်စုဖွဲ့နေပါတယ်ပေါင်းစည်းနေပါတယ်မကြာခင်ချိန်တွင်းမှာလာပါတော့မယ်အကောင်းဆုံးနေအတူတူကြိုးစားမယ်လာတဲ့ချိန်မှာလည်းဆုံးတော့ပြောလို့တစ်ခွေတည်းတယောက်လည်းမဟုတ်ပါဘူးကျွန်တော်စီစီလုံးလုံးစုစုစီစီနဲ့ ပေါင်းစည်းပြီးတော့လာမှာဖြစ်ပါလေအဲ့ချိန်မှာကြံသူနေတဲ့သိရင်တော့မှပဲကြာတော့ပါပြီသူတို့ကတော့တရားလေးဖြစ်သွားပါလေအဲ့တော့ကြတော့အဲ့ဒီမြေတော်တရားလေးရန်သူပြေးနိုင်လို့ကျွန်တော်တို့တူတူသေးတာလည်းပြောချင်ပါသေးတယ်ဒါပြောချက်လို့ပဲကျွန်တော်တို့လာခဲ့ပါမယ်ဒီမှာကျွန်တော်ကတော့ပြောချင်တာကတော့ကျွန်တော်တို့ဒီအခုကျွန်တော်တို့အညာအညာသားတွေပေါ့အညာသားဒေါ်လိုင်းလုပ်နေတယ်ကျွန်တော်တို့အခုချိန်မှာတောထဲတောင်ထဲမှာကျွန်တော်နေနေရတယ်တောထဲမှာနေနေရတယ်ကျွန်တော်နောက်ဆုံးတစ်ခုကိုပြောချင်ဆိုကျွန်တော်အချင်းချာလာနေမြတ်ကျွန်တော်တို့ဒီ ဒီကောင်တွေကိုချိန်နေပါတခုပြောချင်တယ်ကျွန်တော်တို့ဒီမြို့ပေါ်မှာနေပြီးတော့ဒီကောင်တွေဒီတော်ထဲမှာတော်ပုံအဖြစ်နဲ့နေသွားရမယ်လို့ကျွန်တော်တို့အမခံတယ်ပေါ့နော်ကျွန်တော်တို့ဒီအဲ့လိုကြီးထိရအောင်ကျွန်တော်တို့တိုက်ထုတ်မယ်ကျွန်တော်တို့အညာအဟာတွေမြို့မှာတက်နေမယ်မြို့မှာရှိတဲ့ဘောမနဲ့ကျွန်တော်တို့စစ်ကောင်စီစစ်ခွေးတွေတော်ထဲမှာသွားပုံရမယ်အနေထားထိရအောင်ကျွန်တော်တို့စုပေါင်းပြီးတော့ကျွန်တော်တို့တိုက်ကြမယ်ပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီနေ့ပြည့်စုံမှုပါတကယ်ဒီနေ့ဝမ်းသာပြန်ကောင်းပါလေကိုယ်ပိုင်ချေရောကိုယ်ပိုင်ချေရောအဲထပ်ပြီးတော့ချိတ်ဆက်ပြီးတော့တခြားစိတ်ရိပ်ရာကျွန်တော်တို့ ပြောကြမှာလို့ဒီကိစ္စဒီမှာလည်းချိန်ဆက်ပြီးတော့လုံဆောင်လို့ရအောင်လို့ကျွန်တော်ချိန်ဆက်တဲ့တခုရည်ရည်ချင်တဲ့အတွက်အခုလိုမျိုးဒီလိုလိုရှိမှမှာကျွန်တော်တို့ဒီမှာဗန်နိုင်းစစ်မျက်နှာမှာစစ်ကူခေါ်ရင်းနဲ့ပြလိုက်ချင်းဖြစ်ပါတယ်အဲ့တော့ဗန်ပြီးရရှေ့တန်းမှာကိုမိုင်ခဲတို့လိုကိုမိုင်ခဲတို့လိုရဲဘော်ရဲဘက်တွေဥဆောင်ပြီးတော့တိုက်ပွဲဝင်နိုင်ဖို့ကတော့ဗန်နိုင်းစစ်မျက်နှာကပြည်သူတွေရဲ့အားကအများကြီးလိုပါတယ်အဲ့တော့တက်နေပြည်သူ၅နေရပါပဲကျွန်တော်အများအပြောတဲ့စကားပါပဲတက်နေပြည်သူ၅နေရဖြစ်တဲ့အတွက်တော်လိုင်းရဲဘော်ရဲဘက်တွေက၅ဆိုရင်ပြည်သူတွေကရပါပဲရင်းနှီး၅တွေမဖြစ်ကြဘူး ပြည်သူတွေကကျွန်တော်တို့ရှိတဲ့အားနဲ့ခုနဲ့ဆက်ပြီးတော့ရုံးကံပါဝင်ပေးဖို့လို့ဆိုကြပါလေအခုလည်းရုံးကံပါဝင်နေသေးပါအဲ့ဒီအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့အခုမှမရှိနေတဲ့တာဝန်တွေကိုထပ်ပြီးကိုနေရာဒေတာကိုလုံးနိုင်တာတွေချက်ပို့ပြီးတော့ကြိုးစားရင်းနဲ့ထဲလိုက်ကြမယ်တော်လိုင်းရေးပြီးတဲ့ဒီနေ့မှာပြည်သူလူထုနဲ့အတူကျွန်တော်တို့ကြားကြပါမယ်နဲ့ပြန်လေဆုံးဖြတ်ကြပါမယ်နောက်ဆုံးတော့ကျေးဇူးတင်ပါတယ်လောက်ကိုကြီးရှိတဲ့အတွက်အခုတာဝန်တွေကိုထိုင်ရွက်ကတ်လို့ရပါပြီကျွန်တော်ကျွန်တော်ဒီမှာချိန်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်โอเคပါအားလုံးပဲဘိုင်ပါဗျာညစင်ကိုကြည့်ပါအောင်အဲ့ဒါ ยี่สูบบาทส่งไหมส่งไหมส่งไหมพี่ว่า